ဝမ်စုခံတင်ရတငယ်ချင်းဖြစ်လို့ဟင်းဝင်ရဲ့မိသားစုကမင်္ဂလာပွဲဖိတ်ကြားမခံရတဲ့မိုဟေကိုဗိဒ္ဓမြလုံးမင်္ဂလာပါရှင်ဟင်းဝင်ရဲ့စပြည့်တစဉ်တို့ရဲ့မင်္ဂလာပွဲမှာဖိတ်ကြားမခံရတာကတော့မိုဟေကိုပါငယ်စဉ်ဆုံးတွဲဟင်းဝင်ရနဲ့စပြည့်တစဉ်တို့ရဲ့မင်္ဂလာပွဲကြီးကမြန်မာနိုင်ငံရဲ့အထိတ်တန်းကျယ်ပွင့်တဲ့အားလုံးအကုန်လုံးစုံညီစွာနဲ့တက်ရောက်ခဲ့တဲ့ပွဲပါမတက်ရောက်တဲ့သူမရှိတော့ရှားပါပါတယ်ဒါပေမဲ့အတီးအားလုံးဆိုတဲ့ကြားထဲမှာဗိဒ္ဓတွေမျက်လုံးပြူးမျက်စံပြူးနဲ့ရှားပွေခဲ့ကြတဲ့ လုံးဝအရေးအယံအကြောင်းမတွေ့ခဲ့ရတဲ့ထိုက်တန်မင်းမီတယောက်ရှိပါတယ်။သူမကတော့တခြားသူမဟုတ်ပါဘူး။အနုပညာလောကမှာဩဇာအချိန်ဝါကြီးမားတဲ့စီးပွားရေးလောကမှာလည်းကွင်းတစ်ပါးလိုရပ်တည်နေတဲ့မင်းမီရှောမိုဟီကိုပဲဖြစ်ပါတယ်။ဒါကတော်တော်လေးကိုထူးဆန်းတဲ့အရှင်နေပါ။ဘာဖြစ်လို့လဲဆိုတော့ဟင်းဝင်းရန်တို့မင်္ဂလာပွဲကတပွဲတည်းကျင်းပတာမဟုတ်ပါဘူး။စုစုပေါင်း၆ပွဲတတိကြီးကျယ်ခါနာစွာနဲ့ကျင်းပခဲ့တာပါ။တကယ်လို့ပထမပွဲတွေမှာအလုံးမအားလို့မတက်နိုင်ခဲ့ရင်တောင် နောက်ဆုံးကင်းပါတဲ့မင်္ဂလာညစာပွဲမှာတော့မင်းသားနေတိုးလူမျိုးတခြားအလုံးများတဲ့အကျယ်ပွင့်တွေတောင်အရောက်လာခဲ့ကြပါတယ်ဒါပေမဲ့မိုးဟစ်ကိုတော့အဲ့ဒီ၆ပွဲလုံးမှာလုံးဝလုံးဝမတွေ့ခဲ့ရတာပါဒါကမအားလို့မလာတာထက်တမင်တက်တဲ့တခုခုဖြစ်နေပြီဆိုတာပို့ပြီးတော့သိသာစေပါတယ်အခုဆိုရှယ်မီဒီယာမှာပေါက်ကြားလာတဲ့အတွင်းတင်းတွေအတိုင်းဝိုင်းထဲကတီတိုးစကားတွေအရာအဖြေကရှင်းရှင်းလေးပါ မွေကိုကိုမအားလို့မလာတာမဟုတ်ပါဘူး။သူမအဒီပွဲကိုဖိတ်ကြားရှင်းမခံရတာလို့သိရပါဗျ။ကဲဒီနေရာမှာတင်အားလုံးရဲ့အကောင့်ထဲမှာမိကွန်ပေါင်းတောင်း6000ထွက်လာပါပြီ။မွေကိုလိုထိတ်တမ်းမိမိတယောက်ဩဇာကြီးမားတဲ့တစ်သေးသမားတယောက်ကိုဟင်းဝင်ရတို့မိသားစုဘက်ကဘာကြောင့်ကွက်ချံပြီးတော့မဖိတ်ခဲ့ရတာလဲ။အဖြေကတော့မွေကိုနဲ့အတရိုက်မဆိုင်ပါဘူး။အဖြေကတော့မွေကိုအရင်ဒီဆုံးတကယ်ကျင်းကြောင်းပါပဲ။ဟုတ်ပါတယ်ပြိတ္တတွေထင်းတဲ့အတိုင်းပဲ။မွေကိုရဲ့အရင်ဒီဆုံးတကယ်ချင်းကတခြားသူမဟုတ်ပဲ ဟင်းဝင်ရရဲ့ရှစ်တူဟောင်းဖြစ်တဲ့ဝမ်ဆူခန်တင်းဖြစ်နေလို့ပါဗိဒတ်တွေတည်ကြတဲ့အတိုင်းပဲဟင်းဝင်ရနဲ့ဝမ်ဆူခန်တင်းတို့ကတရှိန်ကအရန်ကိုရှိခဲကြတဲ့ဇုံတွေပါသူတို့ဇလန်းကမိဘတို့ရဲ့တဘောမတူညီမှုအပြင်းအထန်တားဆီးမှုတွေကြားထဲကကိုပြစ်မှုတွေလို့တောင်းတင်းကြီးခဲတဲ့အထိတကယ်ကိုဒရာမာဆောင်ခဲ့ပါတယ်ရလဲကတော့ဟင်းဝင်ရဲ့မိဘတွေဘက်က ဝမ်စုခန်တိန်ဆိုတဲ့အနာမည်ကိုလုံးဝအမြင်မကြည့်တာထက်ပိုပြီးအဆက်ဖြတ်ခဲ့တဲ့အထိဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အခုသူတို့သားရဲ့တင်ဝင်မင်္ဂလာပွဲသူတို့မိသားစုရဲ့ညနာဖြစ်တဲ့အတီးပွဲကြီးမှာသူတို့မနှမြုပ်ဆုံးဖြစ်တဲ့ဝမ်စုခန်တိန်နဲ့ပတ်သက်တဲ့ဘလို့အရေးရောင်ကိုမှအဝင်မခံကျင်တော့ပါဘူး။ဒုက္ခကမိုးဟေကိုကဝိုင်းစုခန့်တိန်နဲ့တငယ်ချင်းအဆက်ဖြစ်နေတာပါ။ဒါကြောင့်မိုးဟေကိုတယောက်သူမရဲ့တငယ်ချင်းတန်ရုံးစဉ်ကြီးမားမှုကြောင့်ဒီအညိုအသေးကြီးမားတဲ့ မင်္ဂလာပွဲကြီးရဲ့ editor ဆင်းရင်ကနေကွက်ချန်ခံလာရတာဖြစ်နိုင်ခြင်းအများဆုံးပါတချို့ကတော့မိုဟေကိုကသူ့ရဲ့အလုပ်တွေနဲ့မအားတာပါလို့ဖြစ်ချင်းပေးပေမဲ့ရှောက်ပွဲလုံးမအားဘူးဆိုတာကတော့နည်းနည်းယူစရာကောင်းပါတယ်ဝါစုခန်းတွေကတငယ်ချင်းဖြစ်နေတာကြောင့်မိုဟေကိုကိုတမင်ကွက်ချန်ခဲ့တာလားဒါမှမဟုတ်တကယ်ပဲမအားလို့ငယ်စဉ်မင်္ဂလာပွဲမှာမတွေ့ခဲ့တာလားဆိုတာမိမိတို့ရဲ့အမြင်လေးကိုမှရှင်းပေးခဲ့ပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရှင်